အလုံးမင်္ဂလာပါခင်ဗျာ။ကောင်းစက်တင်ဌာနမှာပြလဲကြိုးစိုးလိုက်ပါရခင်ဗျာ။အခုတင်ဆက်ပေးမယ့်ရုပ်သံမျိုးဖိုင်းတရတော့တိုင်းပြည်မွေပြီးပြည်တွင်းစစ်ဖြစ်နေတာကပူကျော်အောင်ဆန်းကြောင့်ဟုဆွဆွဲလိုက်တဲ့အဘသာမင်းအုပ်စုရဲ့ရုပ်သံမျိုးဖိုင်းလေးကိုတင်ဆက်ပေးလိုက်ပါပြီခင်ဗျာ။ဒရမမျိုးစုကအဲ့ဒီအကြောင်းရင်းနဲ့ပတ်သက်ပြီးပူကျော်အောင်ဆန်းကိုဘာတွေဘလို့ပြောဆိုဆွဆွဲနေသလဲဆိုတာကိုအလုံးဝင်ရောက်ကြည့်ရှုလေ့လာသုံးသပ်ဝေဖန်ပေးကြပါအောင်ခင်ဗျာ။အလုံးကိုလည်းကောင်းစက်တင်ဌာနမှာအထူးပဲကျေးဇူးတင်ရှိပါရခင်ဗျာ။ တိကြောင်းတစ်ခုဆိုတာဒီနေရာကနေစပြီးစီးလို့မရဘူးဟိုးဝေးရနေမြင့်ဖျားခံစီးဆင်းလာမှရည်တိကြောင်းတစ်ခုဖြစ်တာမြင့်တစ်ခုဖြစ်တာချောင်းတစ်ခုဖြစ်တာဒီလိုပါပဲနိုင်ငံရေးရည်စည်းဆိုတာလေဒီခေတ်ဒီစနစ်ကနေစပြီးစီးလို့မရဘူးဒီအချိန်မှာဖြစ်နေတာတွေလက်ရှိကာလမှာရင်ဆိုင်နေရတာတွေဟိုးအတိတ်ကနိုင်ငံရေးကိစ္စတွေနိုင်ငံရေးပြဿနာတွေပေါ်မှာအခြေခံပြီးတော့စီးဆင်းလာတာ တချို့သောသူတွေကပြောကြပါတယ်နတ်ဆက်ကဆိုးရလက်ထက်မှာအတိုင်းကြီးကဒုက္ခရောက်တယ်ဘုံရုံမှုကြီးမဲအောင်လိုင်းရဲ့အုတ်ချုံမှုအောက်မှာမြန်မာနိုင်ငံကြီးဒုက္ခရောက်တယ်လူငယ်တွေဒုက္ခရောက်ကြတယ်လို့တချို့သောသူတွေကပြောကြပါတယ်လူတော်များများပြောတဲ့စကားလည်းရှိပါတယ်အဲ့ဒါဘာလဲဆိုတော့မြန်မာနိုင်ငံဟာတဘာဝတွင်းတက်တယ်အများကြီးထွက်တယ်သို့တော်လည်းအရှိတောင်အရှာမှာဆင်းရဲတဲ့နိုင်ငံတစ်ခုဖြစ်နေတယ်ဒါဟာအုတ်ချုံသူတွေညံ့လို့ပါခေဆက်ဆက်အုတ်ချုံတဲ့သူတွေညံ့လို့ပါလည်းမျိုးထိုးတယ် ခင်ဆက်ဆက်အုပ်ချုပ်သူဆိုတာကလည်းဘသူတွေကိုလက်ညှိုးထိုးတာလဲဆိုတော့ဘိုးချုပ်ကြီးနေဝင်ရယ်ဘိုးချုပ်မူကြီးတန်းရွှေရယ်အခုလက်ရှိဘိုးချုပ်မူကြီးမင်းအောင်နိုင်ရယ်ကိုဟုတ်ပြီကျွန်တော်တို့ဒီလိုလေးစဉ်းစားကြည့်ရအောင်ပါမြန်မာနိုင်ငံဟာအရှိတောင်အရှက်မှာတယံဇာတအထွတ်ဆုံးတိုင်းပြည်တစ်ခုဖြစ်တယ်မှန်ပါတယ်ဒါငင်းလို့မရဘူးဒါဆိုရင်ဘာကြောင့်တိုင်းပြည်မထိုးတက်တာလဲတိုင်းပြည်ဘာကြောင့်မချမ်းသာတာလဲဒီတစ်ချက်ကိုလူတွေမေ့နေကြလို့ဘယ်အချက်ကိုမေ့နေကြတာလဲဆိုတော့မြန်မာနိုင်ငံဟာအရှိတောင်အရှက်မှာရော့ ကဘာပေါ်မှာပါအရှိကြဆုံးသောပြည်တွင်းစစ်ဖြစ်နေတဲ့တိုင်းပြည်တစ်ခုဖြစ်နေလို့ပါပြည်တွင်းစစ်ဖြစ်နေတဲ့တိုင်းပြည်ဘယ်တော့မှမတုတ်တက်နိုင်ပါဘူးဘယ်တော့မှမအေးချမ်းနိုင်ပါဘူးမြန်မာပြည်မှာပြည်တွင်းစစ်ဖြစ်နေတယ်နှစ်ပေါင်း80ကျော်ကြာနေပါပြီနှစ်ပေါင်း80ကျော်ကြာအောင်ပြည်တွင်းစစ်ဖြစ်နေတဲ့တိုင်းပြည်တစ်ခုဟာဘယ်တော့ပဲတဘာဝတည်ရန်ဇာတာပြီးရှိနေပါစေတုတ်တက်ကြီးပါဖို့မလွယ်ပါဘူးဟုတ်ပြီပြည်တွင်းစစ်ဘာကြောင့်ဖြစ်တယ်လဲ ဘိုးချုပ်မူကြီးမရောက်နိုင်ကြောင်ဖြစ်တာလားဘိုးချုပ်မူကြီးတန်းရွှေကြောင်ဖြစ်တာလားဘိုးချုပ်ကြီးနေဝင်ကြောင်ဖြစ်တာလားလေ့လာကြည့်ကြပါပြည်တွင်းစစ်ဖြစ်တာ290ကျော်ကြာပြီဆိုတော့ဘိုးချုပ်မူကြီးမရောက်နိုင်တော့မမွေးသေးပါဘူးဘိုးချုပ်မူကြီးတန်းရွှေဘိုးချုပ်ကြီးနေဝင်လို့ ਨੇ တက်တူရဲဒီလောက်ပေါ့ဘိုးချုပ်ကြီးနေဝင်ရတော့ပိုကြီးတာအဲ့တော့ပြည်တွင်းစစ်ဖြစ်တဲ့တရားခံဟာဘိုးချုပ်မူကြီးတန်းရွှေလည်းမဟုတ်ပါဘူးဘိုးချုပ်မူကြီးမရောက်နိုင်လည်းမဟုတ်ပါဘူးဘိုးချုပ်ကြီးနေဝင်လည်းမဟုတ်ပါဘူးပြည်တွင်းစစ်ဖြစ်ရတဲ့အဓိကတရားခံကဘာတူလဲဆိုရင် ပင်လုံစာချုပ်ကြောင့်ပါပဲပင်လုံစာချုပ်ကိုဘသူကမကထလှုပ်ပြီးတော့ချုပ်ဆိုခဲ့တယ်လေလိုချင်တာလေးရဖို့နာမည်ကောင်းရဖို့ပြီးပြီးရောနောက်ဆက်တွဲကြက်ရက်တွေကိုမစင်စားပဲဘသူဥဆောင်ချုပ်ဆိုခဲ့တယ်လေအတော်များများသိကြပါတယ်ပို့ချုပ်အောင်စမ်းပါတယ်ဒါကြောင့်မို့မြန်မာပြည်မှာအခုချိန်ထိပြည်တွင်းစစ်တွေဖြစ်နေရတဲ့အဓိကတရက်ခံကို ပြောပါဆိုရင်ပို့ချုပ်အောင်စမ်းပါတယ်မြန်မာပြည်ကြီးအခုချိန်ထိ မတိုးတက်မကြီးပွားသေးပဲပြည်တွင်းစစ်ရဲ့ဒဏ်ကိုခံနေရအောင်ပြည်တွင်းစစ်ဖြစ်အောင်စတင်လှုပ်ဆော်ဖန်တီးတိဆောက်ပေးခဲ့တဲ့သူကတော့ဗိုလ်ချုပ်အောင်ဆန်းပါပဲဒီလိုမျိုးတမိုင်းချက်လက်လေးတွေကိုသိအောင်မြင်အောင်စ조사မယ်ဆိုလို့ရှိရင်ယူဆအမားကြီးယုံကြည်ချက်အမားကြီးပျောက်လာကြပါလိမ့်မယ်ဒါဆိုရင်အမှန်တရားကိုသိလာပြီးတော့ပြည်တွင်းစစ်မီးငင်းအောင်ငါတို့တွေအနေနဲ့ဘယ်လိုဝိုင်းကူကြမလဲ ပြည်တွင်းစစ်ကြီးရက်စဲသွားအောင်ဘယ်လိုလုပ်ကြရင်ကောင်းမလဲဆိုတဲ့အတွေးလေးတွေရလာပါလိမ့်မယ်။ကျွန်တော်ထပ်ပြောပါမယ်။မြန်မာပြည်ကတရားစတတ်တွေအင်မတန်ထွက်ပါတယ်။သို့တော့မတိုးတက်ပါဘူးမကြီးပါပါဘူး။ဘာကြောင့်လဲ။ပြည်တွင်းစစ်ကြောင့်ပါ။အဲ့ဒီပြည်တွင်းစစ်ဖြစ်အောင်ဘယ်သူလုပ်ခဲ့တာလဲဆိုရင်ဗိုလ်ချုပ်အောင်ဆန်းလုပ်ခဲ့တာပါပဲ။ကျွန်တော်မေ့ဟုတ်ဆိုပါခင်ဗျ။